လောကကြီးကအမြဲတမ်းရုပ်လျော့နေတယ်နော်ကြောင်ရဲမှုမရှိဘူးလိုချင်မှုရခြင်းမှုရဲ့ကြေးကျွန်ဖြစ်နေတယ်တဲ့ဟုတ်ကိုကိုကိုလွတ်လပ်တယ်လို့မထင်နဲ့ပေါ့နော်ကိုကိုစီမံအုပ်ချုပ်နေတဲ့ကိုရဲ့အရှင်သခင်ရှိတယ်အဲ့ဒါပဲဆိုတော့လောဘပေါ့နော်အမျိုးမျိုးအကြောင်းတရားတွေကိုပြပြီးတော့လိုချင်နေရတာတွေမရှိဘူးလားနော်လောဘက အကြောင်းပြချက်ရှိရတဲ့နေရာမှာသူ့လောက်တော်တဲ့အရာရှိမယ်မထင်ဘူးနော်။တဘာဝကိုကြရတယ်လို့ကိုထင်သွားတာ။လူချင်းနေရတာရချင်းနေရတာတဘာဝကြရတယ်မလူချင်းလို့မရချင်းလို့ဘယ်နဲ့လုံမှာတော့။အဲ့ဒီဘက်ကိုသွားကုန်သွားတတ်ဘူးနော်။ဒါမလူချင်းနဲ့မရချင်းတဲ့ဘက်ကိုသွားကုန်မသွားတတ်ဘူး။လူချင်းမှုရချင်းမှုလမ်းကြောင်းမှာပဲအမြဲတမ်းရှိနေတယ်။ဟုတ်တယ်မဟုတ်လား။နော်အကြောင်းပြချက်အမျိုးမျိုးပြပြီးတော့ငါရမှဖြစ်မှာ။ငါရမှဖြစ်မှာ။အဲ့ဒီစိတ်မရှိဘူးလား။ရှိတယ်။အဲ့ဒီစိတ်ရဲ့ အုပ်ချုပ်မှုအောက်မှာပဲဘုံဘုံတို့ဘဝဟာရှင်းသန်းနေရတာပြောရလို့ရှိရင်အချိန်တိုင်းသူရှိတယ်ဟုတ်လားတခုခုဖြစ်ခြင်းနဲ့တခုခုရခြင်းနဲ့သူခိုင်းနေတယ်သူခိုင်းတဲ့အတိုင်းဘုံဘုံတို့စိတ်ကူးရတယ်သူခိုင်းတဲ့အတိုင်းပြောရတယ်လွတ်လပ်သူလားမလွတ်လပ်သူလားလို့မေးရင်မလွတ်လပ်သူပေါ့နော်လောကရဲ့သဘောကဒီတိုင်းပဲကိုယ်သဘောကလည်းဒီတိုင်းပဲရှိသေးတယ်အဲ့ဒီလိုမြတ်စွာဘုရားဟောလို့သူသိတဲ့အခါကျတော့နားလည်တယ်ပေါ့ဒီရထပါလားဩဟုတ်တယ်လူတွေဆိုတာဘယ်တော့မှ နော်လောဘအဆုံးမတတ်ဘူးလောဘခိုင်းတဲ့အတိုင်းလုံနေကြရတာမပြိမဝနဲ့နေနေကြရတာမယောင်ရဲပဲနဲ့နေနေကြရတာလောဘအရှင်သခင်ရဲ့လက်အောက်မှာပဲနေနေကြရတာငါအဲ့ဒီအရှင်သခင်ဆိုလက်ကနေလွတ်အောင်ငါတော်လံပဲဆိုတဲ့စိတ်နဲ့သူရဟန်းပြူတာပဲအဓိကအဲ့ဒါကိုမြင်ရမယ်ဟုတ်လားလောဘအရှင်သခင်ရဲ့လက်ကလွတ်အောင်မလုပ်တာတော့ရဟန်းပြူတာတဲ့ဟုတ်လားအဲ့တော့ဒီနေရာမှာဘုန်းဘုန်းတို့စဉ်းစားတရားရှိတာလောဘရဲ့သဘောလေးကိုမြင်အောင်ပေါ့